နေတိုးစစ်မဟာမိတ်ဖွဲ့၏လေပိုင်နက်နားသို့ရုရှားစစ်လေယာဉ်များချင်းကပ်လာမှုကိုကြားဖြတ်ဟန်တာရန်ဟန်ဂရီလေတပ်မှတိုက်လေယာဉ်များကိုအရေးပေါ်ပြန်တက်ခဲ့ရကြောင်းသတင်းရရှိပါသည်။ဒီဖြစ်ရပ်ဟာရုရှားနှင့်နေတိုးကြားတင်းမာမှုများကိုထပ်မံမီးမောင်းထိုးလိုက်တဲ့ကဲ့သို့ဖြစ်ပါသည်။စက်တင်ဘာ25ရက်နေ့ကရေဒါစနစ်မှရုရှားတိုက်လေယာဉ်များကို တွေ့ရှိခဲ့ပြီးနောက်လစ်သူရေးနီးယားနိုင်ငံ စီယူလိုင်းမြို့တွင်ခြေစိုက်ထားသော Hungary လေတပ်ရဲ့ Gripen တိုက်လေယာဉ်များကချက်ချင်းပြန်တက်ခဲ့ရပါတယ်။ဒီချက်ကို NATO စုပေါင်းလေတပ်ကလူမှုကွန်ရက်ပေါ်တွင်အတည်ပြုခဲ့ပါတယ်။ရုရှားဘက်မှစုစုပေါင်း၅စီးရှိသောတိုက်လေယာဉ်များဟာနိုင်ငံတကာလေကြောင်းလုံခြုံရေးစီမင်းများကို လိုက်နာမှုမရှိဘဲ NATO အဖွဲ့ဝင်လီဗီးယားနိုင်ငံ၏လေပိုင်နက်နားအထိချင်းကပ်ပြန်တန်းခဲ့ကြောင်း NATO ကစွပ်စွဲထားပါတယ်။ Hungary တိုက်လေယာဉ်များကရုရှားလေယာဉ်များကိုစောင့်ကြည့်ပြီး တို့လေပိုင်နဲ့ဝေးတို့ရောက်ရှိသွားကြောင်းသိကြောင်းလှုပ်ဆောင်ခဲ့တာနောက်ဆုံးတွင်ခြေဆိုင်စခန်းသို့ပြန်လည်ရောက်ရှိခဲ့ပါတယ်နေတိုးစုပေါင်းလေတပ်အဖွဲ့ကအဖွဲ့ဝင်နိုင်ငံများ၏လေပိုင်နဲ့ကိုတလက်မှမှကျူးကျော်ခံမည်မဟုတ်ကြောင်းအချိန်ပြည့်စောင့်ကြည့်ကာကွယ်နေမယ်လို့ကြေညာခဲ့ပါတယ်သို့သောရုရှားလေယာဉ်များဟာနေတိုးလေပိုင်နဲ့အတွင်းအမှန်တကယ်ဝင်ရောက်ခဲ့တယ်လို့စွပ်စွဲခြင်းမရှိပါဘူးယခုလအတွင်းပိုလန်ရိုမေးနီးယားနဲ့ အက်စတိုးနီးယားတို့ကဲ့သို့နေတိုးအဖွဲ့ဝင်နိုင်ငံများတွင်ရုရှားဒရုန်းများနှင့်တိုက်လေယာဉ်များ၏နေမြေကျူးကျော်ပြန့်သန်းမှုများ မကြာခဏဖြစ်ပွားခဲ့ပါသည်အထူးသဖြင့်အက်စတိုးနီးယားတွင်ရုရှားတိုက်လေယာဉ်၃စီးက12မိနစ်ကြာနေကျော်ပြန့်သန်းခဲ့မှုပြီးနေတိုးကထပ်မံဖြစ်ပွားလာပါကအင်အားသုံးပစ်ချခြင်းပါဝင် လိုအပ်သောနည်းလမ်းများဖြင့်တုံ့ပြန်မယ်လို့ရုရှားကိုသတိပေးခဲ့ပါသည် ရုရှားဘက်ကမူဒီဆွဆွဲချက်များကိုညှင်းဆို့ထားပြီး မဟုတ်မမှန်ဆွဆွဲချက်များသာဖြစ်ကြောင်းဝေဖန်ခဲ့ပါတယ်။ဒီဖြစ်ပျက်များဟာယူကရိန်းပြည်ပခန့်အတွင်းရုရှားနဲ့နောက်နိုင်ငံများကြားတင်းမာမှုကိုထပ်မံမြင့်တင်နေသလိုရှိနေပါတယ်ရှင်။